အခန်းသုံးငွေကြေးပညာတက်မြောက်ခြင်းချမ်းသာသူကဘာကြောင့်ပွေရချမ်းသာ1992ခုနှစ်တွင်ကျွန်တော်တငယ်ချင်းမိုက်သည်သူဖခင်ပိုင်သည့်လုပ်ငန်းနယ်ပယ်ကြီးကိုဦးစီးကသူ့ဖေဖေလက်ထက်ကလုပ်ခဲ့သည့်ထက်ပင်ပို၍ကောင်းအောင်လှုပ်ဆောင်လာနိုင်ခဲ့ပါသည်ကျွန်တော်တို့နှစ်ယောက်သည်တစ်နှစ်လျင်တစ်ကြိမ်တစ်ကြိမ်ကော့ဖ်ကွင်းတွင်ဆုံမိကြသည်သူတို့ဇနီးမောင်နှံသည်ကျွန်တော်တို့မမျှော်မှန်းနိုင်လောက်အောင်ပင်ချမ်းသာကြွယ်ဝနေပြီဖြစ်သည်1994ခုနှစ် အသက်40ခုနှစ်တွင်ကျွန်တော်ပင်စင်ယူခဲ့ပါသည်ထိုစဉ်ကကျွန်တော်ဇနီးကင်မှာ38နှစ်ရှိနေပြီဖြစ်သည်ကျွန်တော်တို့ဇနီးမောင်နှံအတွက်တော့တို့မမြင်နိုင်သောကတ်ဆိုးများတက်ရောက်လာနေပါစေကျွန်တော်တို့အလုံလုံနိုင်သည်ဖြစ်စေမလုံနိုင်သည်ဖြစ်စေကျွန်တော်တို့၏ချမ်းသာကြွယ်ဝမှုသည်ငွေကြေးဖောင်းပွားမှုပေါင်းကိုကြော်ပြီးတရိပ်ရိပ်တက်နေမည်ဖြစ်ပြီးထိုအရာသည်ကျွန်တော်ဆိုလိုချင်သောလွတ်လပ်မှုပင်ဖြစ်သည်ကျွန်တော်တို့ဤပိုင်ဆိုင်မှုများသည် သူ့အလိုလို တိုးပွားနေလောက်အောင်ပင်ကြီးမားလာပါသည် ပိုင်ဆိုင်မှုများသူ့အလိုလိုတိုးပွားလာရခြင်းမှာ တစ်ပင်ဆိုင်ရသည်နှင့်တူပါသည်တစ်ပင်တစ်ပင်ဆိုင်ပြီးနှစ်ပေါင်းများစွာရေလောင်းပေးခဲ့ရသောအခါတစ်ပင်တက်တန်းကျလာသောအခါမိမိအနေနဲ့တစ်ပင်ကိုဘာမှလုပ်ပေးစရာမလိုတော့ပေတစ်ပင်၏အမြင့်များသည်မြေကြီးထဲတွင်နှက်ဆိုင်စွာ အမြင့်တွင်နေပြီဖြစ်သည်ထိုအခါတစ်ပင်သည်မိမိ၏ပျော်ရွှင်မှုကိုသူ့အလိုလိုဖြည့်ဆည်းပေးလာလေသည်မိုက်ကသူ့ဖခင်၏လုပ်ငန်းကြီးကိုလုပ်ကံရန်ရွေးချယ်ခဲ့သည် ကျွန်တော်ကတော့အလောက်မှန်အနာယူရင်ရွေးချယ်ခဲ့သည်ယနေ့ခေတ်တွင်နှစ်ချင်းညချင်းတန်းကျွဲတစ်ထည်ဖြစ်လာကြသည်လူပေါင်းများစွာရှိနေသည်ကိုကျွန်တော်သိနေရသည် လူတွေတစ်နေ့တစ်ခြားပို့ပြီးချမ်းသာလာသည့်အတွက် ကျွန်တော်ဓာတုခေါ်ပါသည်ရေရှည်မှာတော့မိမိဘလောက်ရှာနိုင်တယ်လဲဆိုသည့်ထက်မိမိဘလောက်စုဆောင်းနိုင်တယ်လဲဆိုသည့်အချက်ကပိုရေးကြီးသည်ဆိုသည်ကိုတော့ကျွန်တော်တတိပေးလိုပါသည်လူအများစုသည်သူတို့ချမ်းသာအောင်လှုပ်ဆောင်ရနိုင် ကွန်ကရစ်၆လက်မှတ်ထုနှင့်အီယာမမိုးမြော်တိုက်ကြီးဆောက်လုပ်နေသလိုဖြစ်နေသည်လူငယ်များသည်ကျောင်းတွေပြီး၍ပွဲတွေသာရလာကြတော့လဲငွေကြေးပညာရဲ့နှင့်ပတ်သက်ပြီးခိုင်မာသည့်အခြေခံတွေမရှိသလောက်ပဲတနေ့နေ့မှာတော့ချို့တို့တော်သူများသည်စင်ချေဖုံးတွေနေထိုင်ကအိပ်မပျော်နိုင်ဖြစ်ပြီးအကောင်းစားစိတ်ကူးများကိုစိတ်ကူးရင်ကြားရင်သူတို့၏ငွေကြေးဆိုင်ရာအခက်အခဲများဤထွက်ပေါက်သည် ချမ်းသာမီနီလန်းတွေ့ရှိနိုင်ရည်သာဖြစ်သည်ဟုယူဆကြပေလိမ့်မည် ထို့ကြောင့်သူတို့သည်မိုးထီတိုက်ကိုစပြီးဆောက်လုပ်ကြသည်ထို့အခါသူတို့၏အတက်မှာညံဆန်သည်သူ့ရာတွင်သူတို့သည်ဆောက်လိုက်သောမိုးထီတိုက်ကြီးသည်အချိန်တူတူအတွင်းမှာညံညံဆန်ဆန်ပြီးစီးသွားတော်လဲဂါလာတူအတွင်းမှာထိုတိုက်ကြီးသည် စူပါဗီယာမျိုးစင်ကြီးလိုစောင်းသွားတာကိုတွေ့ကြရမည်ဖြစ်သည်ထိုအခါအိတ်မပြောသောညမှာအိမ်မပြောသောညများစတင်လေတော့သည်ကျွန်တော်နှင့်မိုက်အတွက်တော့အရွယ်ရောက်လာသောကာလများတွင် ိမိတို့၏ရွေးချယ်မှုများကိုဖြစ်မြောက်အောင်လှုပ်ဆောင်လာနိုင်ကြသည် အကြောင်းမှာကျွန်တော်တို့နှစ်ယောက်သည်ကလေးဘဝကလေးရခိုင်မာသောငွေကြေးပညာရေးကိုအခြေခံကြီးညှက်အောင်သင်ယူခဲ့ကြသောအကြောင်းဖြစ်သည်အကြောင်းမှာငွေကြေးပညာရဲ့နှင့်ပတ်သက်ပြီးတွန်းကျင်မှုမရှိသောကြောင့်သာအများစုသည်ကြောင်းပြီးသောအခါတွင်သူတို့၏စီးပွားရေးလုပ်ငန်းများကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ကြပါသည်။တို့ရာတွင်ရေရှိခရီးကိုသွားသောအခါသူတို့သည်ငွေကြေးကွင်ရက်ထဲတွင် ရုံးကန်နေကြရသည်ဆိုတာကိုသဘောပေါက်လာကြသည်။ သူတို့သည်အလုပ်ကိုရေကုန်ရေခန့်ကျူးစားပြီးလုပ်ကင်ကြတော့လဲရှေ့သို့ရောက်မလာကြပဲသူတို့တင်ကြားခဲ့သောပညာရေးမှသူတို့ရရှိလာကြသည့်သင်ခန်းစာများမှာငွေကြေးရှာဖွေနိုင်ဖို့မဟုတ်ပဲငွေကြေးကိုပိုင်နိုင်စွာသုံးစွဲရေးမြသာဖြစ်နေလေသည်မိမိရရှိလာသောငွေကြေးကိုဘယ်လိုလုပ်ရမလဲမိမိထံမှငွေကိုသူများထံပါမသွားအောင်ဘယ်လိုလုပ်ရမလဲငွေကြေးကိုအချိန်ဘယ်လောက်ကြာအောင်ထိန်းသိမ်းထားနိုင်မလဲထုံငွေကြေးကမိမိအတွက်မိများလုပ်ပေးနိုင်မလဲစသည့်အချက်များနှင့်ပတ်သက်ပြီး တွန်းကျင်သူကိုငွေကြေးနှင့်ပတ်သက်သည့် permission ဟုခေါ်ဆိုရပါမည်။လူအများစုသည်ငွေကြေးစစ်ဆင်မှုကိုနားမလည်သောကြောင့်သူတို့သည်ငွေကြေးအရဘာကြောင့်ရုန်းကန်နေကြရသလဲဆိုတာရေရေရာရာပြောမပြနိုင်ကြပေ။လူတစ်ယောက်သည်ပညာရည်ချင်းအလွန်ပင်မြင့်မားလျင်မြင့်မားမည်။စီဝါရေးအရလည်းအကြီးအကျယ်အောင်မြင်နေမည်။တို့ရတွင်ငွေကြေးပညာရည်နှင့်ပတ်သက်လာသောအခါတစ်လုံးတစ်ပါးတမှမတိတာမျိုးလည်းရှိသည်။ ထိုသူများသည်လိုအပ်သည့်ထက် အလုတ်ကိုပို၍စူးစမ်းလောက်ကင်ကြရသည်အเจ้าမှသူတို့သည် အလုတ်ကိုမိတို့စူးစမ်းရမလဲဆိုသည့်အထက်ကိုသာနားလည်ထားကြသောကြောင့်ဖြစ်သည်တို့ရတွင်ငွေကြီးကသူတို့အတွက်အလုတ်လုတ်ပေးနိုင်သည် ဆိုသည့်အချက်ကို နားမလည်ကြပဲငွေကြီးမြောက်များစွာရှိနေုံမျှနှင့်လူတယောက်၏ငွေကြီးပြဿနာကိုဖြေရှင်း၍မရနိုင်ပေလိမ္မာပါနတ်မှုကသာထိုပြဿနာကိုဖြေရှင်းပေးနိုင်ပါသည်မိမိကိုမိမိတွင်တစ်ခုထဲမှာ ရောက်နေသည်ကိုတွေ့လိုက်ရပါကဒူးဆွနေခြင်းကိုရတန်းလိုက်ပါ အလေလက်တန်းစားအလွာများသည်ငွေတည်းအရာရုံးကန်ရခြင်းကို အမြဲတစေတုံတွေ့ကြရပါသည်သူတို့၏အခြေခံဝင်ငွေသည်လစာငွေဖြစ်သည်သူတို့လစာများတိုးလာသည်နှင့်အမျှအခွန်ဆောင်ရသည့်ငွေကလည်းတိုးလာပါသည်သူတို့လစာငွေတိုးလာသောအခါသူတို့၏သုံးစွဲစရိတ်သည်လည်းမြင့်တက်လာသည်သူတို့ဒီချမ်းသာသူများလှုပ်တယ်လို့လှုပ်ရမည်အစားသူတို့၏အိမ်ကသာသူတို့၏ပိုင်ဆိုင်မှုစည်းစိမ်အဖြစ် ထင်မှတ်နေကြသည်မိမိ၏အိမ်ကိုရင်းနှီးမြှုပ်နှံမှုတရက်အဖြစ် ယူဆလာကြသောအခါလှစာများများရချင်းသည်အိမ်ကောင်းကောင်းဝင်နိုင်သည်ဆိုသည့်အတွေ့အခေါ်သဘောတရားကိုသက်ရောက်နေသည်ထိုအခါများများရ၍များများသုံးဆွဲချင်းသည်ယနေ့ခေတ်ဖြစ်စည်းနေသောလူပဝန်းကျင်၏အခြေခံအုံမြင့်ကြီးတစ်ခုပေါ်မှဖြစ်နေသည်များများရ၍များများသုံးဆွဲလာကြသောအခါမိသားစုအများစုသည် အတွေးပို၍ထူလာကြသည်ငွေကြေးအရမရေရာမှုများကိုရင်ဆိုင်လာကြရသည် သူတို့ဤရာထူးများတိုးပြီးလဆာများပိုရနေတော်လဲမထူးခြားသလိုဖြစ်နေမိအပြင်ဆုပ်ယုပ်သည့်ဖက်ကပိုရများလာလေသည် ထို့သို့တော့အခြေအနေမျိုးများဖြစ်ပေါ်လာရခြင်းမှာငွေကြေးပညာရေးချို့တဲ့သောကြောင့်ဖြစ်သည်စည်ရည်သည့်အလွာများနှင့်အလေလက်တန်းစားအလွာမှလူအများစုသည်ငွေကြေးအခြေမခိုင်သည့်အတွက်စွန့်စားပြီးလှုပ်ရည်သည့်တတိမရှိကြခြင်းဖြစ်သည်ဟုသာအခြေခံအဖြစ်အကြောင်းပြကြသည်ထိုယူဆမှာသူတို့၏ရှေးယူဆွေးနေသောအယူဆဖြစ်သည် သူတို့ဒီမိမိတို့ရဲ့အလုံမှာပဲဖြစ်တယ်လို့ဖက်တွယ်နေကြသည်ရသည်မြဘဝကိုလုံလုံခြုံခြုံရှိနေစေခြင်းသည်ထိုချက်များအားလုံးကိုစစ်တမ်းချကြည့်သောအခါတားမောင်းများစွာသောအလုံသမားတို့သည်မိမိတို့၏အကြီးမားဆုံးယင်းသည်မြို့နံမှုဟုယူဆထားသောမိမိ၏အိမ်သည်အရှင်လက်လက်ဝါမြူနေသည်ဆိုတာကိုရှာဖွေတွေ့ရှိသွားကြသည်သူတို့၏အိမ်သည်လှဆင်ပင်သူတို့၏ဝင်ဝင်ကိုလျှော့ကြအောင်လုပ်နေသည်တခြားပိုင်ဆိုင်မှုဖြစ်သော သူတို့စီးသောကားသည်လည်းသူတို့ကိုအရှင်လက်လက်ဝါမြူနေသည့်အထဲတွင် ပါနေသည်သူတို့၏အလုံများလုံးခြုံမှုမရှိသောအခါမျိုးတွင်သူတို့နိုင်အားကိုးစရာဆိုလို့ဘာဆိုဘာမှမရှိတော့ပေသူတို့ငွေကြေးအခက်ခဲနေကြုံကြိုက်နေသည့်ချိန်တွင်သူတို့၏ရင်းနှီးမြုပ်နှံမှုဟုခံယူထားသောအရာများသည်လည်းသူတို့ကိုမကယ်နိုင်တော့ပေတင်းနှင့်တင့်ရင်တွင်ငယ်များအတွက်မိတို့သောပိုင်ဆိုင်မှုမျိုး ရှိသင့်ပါသည်နည်း မိတို့တော့ပိုင်ဆိုင်မှုမျိုးကိုရရှိအောင်ကျွန်တော်တို့တိုက်တွန်းချင်နေတာလေကျွန်တော်ကိုပိုင်အယူဆရဆိုရင်စစ်မှန်တော့ပိုင်ဆိုင်မှုကိုအမျိုးအစား၈မျိုးခွဲခြားထားပါသည်ထို၈မျိုးစလုံးသည်ကျွန်တော်တို့အတွက်လောက်ယူရင်ခက်ခဲလာသည်မဟုတ်ပါထိုချက်များကိုမကြာခင်တွေ့ကြရမည်ဖြစ်ပါသည်ကျွန်တော်သည်ရေတက်တွင်တာဝန်များထမ်းဆောင်နေသည့်အချိန်ချမ်းသာသောဖြစ်ဖြစ်လိုင်းယူခဲ့သည့်အချိန်နေထိုင်ကျင့်သုံးပါသည်ကျွန်တော်သည်တာဝန်ကိုလည်းမပြတ်ကွက်ခဲ့သလို ချမ်းသာသော PPE ငွေကြေးစီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့်လေဝတ်ချက်များကိုလည်းလိုက်နာကျင့်သုံးခဲ့သည်။ချမ်းသာသော PPE သည်ငွေကြေးပညာရေး၏အရေးပါပုံကိုအမြဲဆောင်ပေးခဲ့သူဖြစ်သည့်ကျွန်တော်သည်ငွေကြေးပညာရေးရဲ့အခြေခံများကိုပို၍ကျေငှက်လာသည်နှင့်အမျှငွေပိုရအောင်ရှာနိုင်လာခဲ့သလိုနောက်ဆုံးတွင် ကိုပိုင်ကွန်မြူနီတစ်ခုတည်ထောင်လာနိုင်သည့်အထိဖြစ်လာသည်မိမိတို့အနေနဲ့အမှန်တကယ်စိတ်ဝင်စားမှုမရှိပါက ကိုပိုင်ကွန်မြူနီတစ်ခုထူထောင်ရန် ကျွန်တော်အားပေးမိမဟုတ်ပါကုမ္ပဏီတစ်ခုလေပတ်မှုနဲ့ပတ်သက်ပြီးကျွန်တော်သိသည်များကိုသိရှိရုံများနဲ့လိုက်မလုပ်စေလိုပါစိတ်ပါဝင်စားမှုရှိမှသာလုပ်စေချင်ပါသည်ခြုံရပြောရမည်ဆိုရင်မိမိရဲ့လုပ်နေမြဲအလုပ်ကိုဆက်လက်လုပ်ကိုင်နေရင်းနဲ့မကြခင်တွင်တင်တွေ့ရှိရမည်လိုအပ်ချက်များကိုလိုက်နာကြည့်ပါထို့နောက်သင်၏ငွေကြေးယူဆမှုရပ်တန့်သွားသောအခါတဲ့နေနှင့်ဇင်ခံပစ္စည်းများကိုဝယ်ယူလာနိုင်မည်ဖြစ်သည် အရေးတကြီးမှတ်သားထားရမည်အချက်မှာချမ်းသာသောသူများသည်စင်ကံပစ္စည်းကိုနောက်ဆုံးကြမှသာဝယ်ယူသည် ဆိုသည့်အချက်ပင်ဖြစ်လေသည်ထို့တဲ့သူများနှင့်လူလက်တန်းစားများကတော့စင်ခံပစ္စည်းကို အရင်ဆုံးဝယ်ယူတတ်ကြပါသည်တင့်အနေနှင့်ချမ်းသာသောဖဖြစ်၏လိုအပ်ချက်များကိုအချိန်ယူလေ့လာပြီးသောအခါတင့်အနေနှင့်ကြီးပွားချမ်းသာခြင်း၏အကြီးမားဆုံးသောလိုအပ်ချက်ကြီးကိုရယူနိုင်ရန်တင့်ဖြစ်နေပါလိမ့်မည် ထိုလိုအပ်ချက်သည် ချမ်းသာသူများကိုပို၍ချမ်းသာလာအောင် တွန်းအားပေးနိုင်ခဲ့ပါသည် အချိန်ယူ၍လေ့လာမည်ဆိုပါက ကောင်းကျိုးကိုခံစားရမှာလုံးဝသိချပါသည်